နိုင်ငံတော်ရဲ့ခေါင်းဆောင်တွေဖြစ်လို့တဲလို့ရတာခမတို့စုကြည်ဖရားတစုပြီးအောင်တဲလို့မရဘူးနော်အဲ့လို့ဆိုရင်ခမတို့သဘောပေါက်နားလေတော့နော်မြင်းကြိုင်မျိုးပြတ်သွားလဲစောက်ခုမဆိုင်ဘူးစစ်တပ်ကခမတို့ထဲတော့လိုက်တာဘာလို့လဲအသားတွေကတော့ထွက်လို့လေမြင်းကြိုင်မျိုးပြတ်ပြတ်ပေါ့စစ်လာမှာဒီလီပေါ်ရှင်မှာချိုးဆိုးပါခင်ဗျဒီစနေဆိုရင် မြန်မာနိုင်ငံအတွင်းလိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲသတင်းတွေကိုအနေနဲ့တင်ဆက်ပေးနေတဲ့ channel ကိုပဲဖြစ်ပါတယ်ခင်ဗျာဆောင်ရွက်အားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာလက်ကဘာဖြစ်မှာတော့စစ်တပ်ကသူစောက်ထားတဲ့အိမ်မမဟုတ်တာကျွန်တော်တို့အမေရမျိုးတွေကအိမ်တို့နှရိုးကြီးမျိုးတွေတောင်းတောင်းသူစောက်ထားတာမဟုတ်ဘူးလေသူကတော့စစ်တပ်ပုံစံလုံးပါပဲတပုံရှိအပေါ်ကနေဘုံကျဲပါပဲကောင်းထန်တလန်တို့ပါလို့ခရရလို့ကြည်လေပြေးရတာပဲဟုတ်တယ်မလားဘာဖြစ်မှာတော့ ခါကအခုချိန်ကြီးနားမလဲဘူးဟောကြီးရေလေးပိုင်ဆိုင်ထားတာလို့အချိန်မျိုးမျိုးပြောနေတယ်အခုလာချိုးမှာသွားမေးပြည်သူလူထုနော်သူတို့လာချိုးမျိုးသူတို့ပြန်လာပြန်သွားတာသူတို့ဘွားတွေဘာတွေဖြစ်နေပြီလဲဟမ်လိုင်းမော်အကြောင်းရေးတာလေမေးဖရတနိုင်ငံလုံးပတ်သွားနေတာမင်းတို့ PDF တွေကငါ့ကိုကြောက်တာငါ့ကိုကြောက်တွေ့ငါတွေ့တော့မအိုက်ကိုကြီးသွားမလို့တယ်ငါလုံးမအိုက်ကိုကြီးလွဲရမဟုတ်ဘူးဟောင်းမဟောင်းမဟောင်းတော့ဘင်းစဟာဟာ နော်ရှင်းလားနော်အခုကျွန်တော်လည်းလာပြောနေပါလေဟိုအမှုတရားဆွဲတာတဲ့ကျွန်တော်မဖမ်းသေးဘူးလားတဲ့ဟောတိုင်စာလို့အစင်းရှိတာဗျာကျွန်တော်သူ့ကိုဆဲတာဆိုလို့ခမားတို့ဆုံးလာလာရေးလို့ပါကျွန်တော်အခုလို့လာမှန်းတာပေါ့လာမှန်းတော့ကျွန်တော်ကကြည့်လိုက်တော့မမိုးခိုင်ရတဲ့မင်းတို့တရားဆွဲတော့မယ်တဲ့ ကျွန်တော်လည်းမသိဘူးလေမုံမိုးကန်ဘယ်ကဖာတယ်မလဲလို့ပြောတာမုံမိုးကန်ဆိုတာနာမည်အများကြီးရှိတာလေမြန်မာပြည်မှာမုံမိုးကန်တွေအများကြီးပဲကျွန်တော်တခြားလူစိတ်လဲဝင်စားဘူးသိလဲမသိဘူးဟိုလိုဘလိုင်းစက်တာမဟုတ်ဘူးเนาะကျွန်တော်တရားစွဲမယ်ဆိုတဲ့ခေါင်းမဟုတ်စွဲဖို့လို့စွဲရင်ဟိုဘာလဲသမင်းလုံးကိုနေလန်းပြီးတော့မှဆက်ဖို့ရထိုးရမယ်လို့ရွှေဝါဆက်ပြာဟို လုတ်ပြီးတော့မစိုးရတော့ကျွန်တော်တရားဆိုကျွန်တော်လည်းမသိဘူးလေကျွန်တော်နာမည်တက်ပြောတာမဟုတ်ဘူးလေကျွန်တော်သူများနာမည်တက်ပြောကျွန်တော်လည်းမပြောဘူးလေဟုတ်လားအဲ့တော့ကျွန်တော်လာမန့်တော့မင်းတို့ရဲ့မမိုးကန်တရားဆွဲတော့မယ်တဲ့ကျွန်တော်လာလာမန့်တာဘယ်ဘယ်မိုးကန်ကျွန်တော်မှမသိတာမဟုတ်လားအဲ့တော့ဘယ်ရဖာတယ်မလေးလို့အမမိုးကန်ရလို့မမိုးကန်ဆိုတာဘယ်ရဖာတယ်မလေးလို့မေးတာကျွန်တော်အဲ့ဒါမန့်ပါလေကျွန်တော်ယူကျူးလေကျွန်တော်တခုမှမဖြစ်တာဘူးမန့်နေပြန်ရှာပါဘော ဲ့ဒါနဲ့66ကကြာကြီးဆိုပြီးတော့ကျွန်တော်ဆွဲတာအခုကျွန်တော်မဖမ်းသေးလို့တဲ့ဟောတိုက်ပြီပါဗျာဒီတဲ့အရင်ကြီးတဲ့အလုပ်တွေအများကြီးရဲတွေကဒီအလုပ်လောက်လုပ်တယ်ဆိုရင်များလဲတိုက်ပြီမှာအဘကရုပ်ကြီးကိုဆဲတဲ့လူတွေအများကြီးပဲလေအဘတက်မလို့ကကွေဦးစီးချုပ်ဦးမေအောင်လိုင်းကြီးကိုဆဲတာအများကြီးပဲအဲ့လူတွေအရင်ဖမ်းရမှာလေဒါကျွန်တော်တို့ကလိုင်းပေါ်မှာဒီလိုပြောရင်းဆိုရင်းနဲ့လာမန့်လို့ပြောလိုက်တဲ့ဥစ္စာကြီးကိုကျွန်တော်တရားစွဲနေဆိုတော့ဟာ ဟဲဖြစ်နိုင်လားဟမ်အဲ့တော့မဖန်သေးဘူးလားတဲ့ဩအဲ့အဲ့လိုအဲ့လိုအဲ့လိုကလည်းရှိသေးတယ်ကျွန်တော်ဘဝကလည်းနော်အဲ့လိုအဲ့လိုရှိသေးတယ်။ဆောင်ယူတွေနဲ့လည်းကျွန်တော်တွေ့ဘူးတယ်။ဇော်ဘုံရဲ့မင်းတိန်လေးစီပြီးဒီမှာ။ကျွန်တော်ကပထမတော့လူကောင်းမဲ့လို့ပါ။နောက်မှကျွန်တော်လည်းနည်းနည်းစုံစမ်းရင်းနဲ့ အုံတော့ကလည်းနည်းနည်းလွတ်နေတာတဲ့ပြီးရင်အယူလက်မဲ့ရတာဆိုလားမသိဘူးအဲ့ဒါနဲ့လှုပ်ရှားနေရတဲ့ဟောဗုဒ္ဓရဲ့စစ်တီတို့တပွဲဝင်ဦးစီဦးသောဗါလဲမင်းသားဤကိုမင်းလောင်သူ့နာမည်ပါဟာဇောအမေတွေနဲ့စီသောအပားမတို့ကပ်ပြီးတော့ဘာရင်မလဲမသိဘူးဗာကျွန်လဲကျွန်တော်ပထမတော့အဟုတ်မှတ်လို့ဗျာနောက်ကြတော့ကျွန်တော်အော်လစ်သွားပြီလို့ဒီဘေးကဆောက်ပေါ်ပဲသူပြောလဲပြောအဲ့တော့အခု ်အသူလုံသူလည်းသူတို့မလုံနိုင်တော့မိမတယောက်နဲ့ပတ်တိုက်တာပေါ့ပတ်တိုက်ပြီးတော့တောင်းတော်ပါတဲ့အမှုဖွင့်တယ်တဲ့အမှုဖွင့်တယ်ဆိုတာတရားစွဲတာမဟုတ်ဘူးအမှုဆိုတာဒီကြောက်တဲ့တော့ခါကြီးဆိုတာဆန်ရှင်တင်ရတာအပေါ်တင်လိုက်တော့ तू ကစောပေါင်းရတော့ဒီချက်နဲ့ तू ဘာမှုနဲ့ဘာလို့ဖွင့်တယ်တော့မသိဘူးပေါ့ဗျာ60ကြောက်ကကြီးဆိုတော့ဟိုဆက်သွေးပုံပါပေါ့เนาะကျွန်တော်သိတာတော့အဲ့မှာမှကြာလာမှကျွန်တော်ခေါ်လို့ရမှာเนาะ ဟွာနေပြီးတော့ချလိုက်မှခေါ်လို့ရမှာဒါပေမဲ့လူကြီးတယောက်ရဲ့ညီတော့အဲ့နောက်မှာတော့ရှိပုံပေါ်တယ်ကျွန်တော်တို့တော့ဧကနေရာကိစ္စနဲ့မကြေနဲ့လို့ပေါ့ဗျာအဲဒါပဲဒါပဲဘာမှမရှိဘူးဘာလည်းမဖြစ်ဘူးအဲ့ဒါကိုကျွန်တော်တို့မဖမ်းလို့ဆိုပြီးတော့အကောင့်နေမကောင့်နေမှာတင်နေဟိုနေ့ကကိုခေဘုံကလည်းသူ့ရဲ့တစ်တော့မှသူရှင်းပြသွားပြီးပြီကိုစော်ဘုံကြီးဒီတောင်းမှန်မဲ့စကားတခွန်းမှမပြောဘူးတဲ့နော်ခင်ဗျားတို့အဲ့လောက်ဆိုသဘောပေါက်တော့လေဒီအမျိုးသမီးက လိုက်အားချောင်းနေတာနော်ကျမကိုဟိုပါလဲသူသူပြောတာပါဟိုဘယ်လိုပြောတာသတင်းသာရှင်းလင်းပွဲနဲ့တောင်းပန်ပါတယ်မေတို့ကျွန်တော်ကဟောဗျာဟိုမဘဒါဂျုံလုံးထည့်ပြောလိုက်တာသတင်းသာရှင်းလင်းပွဲနဲ့ကျွန်တော်ကတောင်းပန်ပါမယ်တဲ့အကိုခေဘုံကပြောလိုက်ကောကိုဇော်ဘုံရအလိုမပြောခဲ့ပါဘူးကိုဇော်ဘုံရစကားပြောရင်ကြေးတယ်မောင်နှမချင်းချင်းနဲ့အဆင်ပြေတယ် အော်ဒီလိုဒီလိုပဲဆိုရင်ရတယ်အဲ့တော့ဗျာဥမာ Facebook ပေါ်နေမှာဗျံပရာတွေဗျာတိလားအာဘလို့ဘလို့ဘလို့လူတန်းသားတွေကပေါက်ွားခဲ့တဲ့လူတွေတော့ကျွန်တော်မသိဘူးเนาะအာကိုကေဘုံကလည်းမုံရွာမြို့မှာတော့ကြီးကာကားမရှိပါဘူးเนาะမုံရွာမြို့မှာကျွန်တော်ကားနဲ့ပဲကျွန်တော်သွားနေတာအောက်လန်းပဲသွားပြီးတော့အောက်လန်းပြန်ခဲ့တာပြန်တဲ့နေ့ကတော့ဟိုမှာစကိုင်းဟိုမှာ ပုံလေးတွေတော့တင်ပေးမယ်။စကိုင်းအဝင်မှာမုတ်ဦးမှာတော့ကျွန်တော်တို့တော့မပါဘူးပေါ့နော်။အဲ့ကားမှာကားဘုံဆွဲခံရတယ်။ဘုံဆွဲလိုက်တော့ကျွန်တော်တို့နဲ့လည်းမဆိုင်ဘူးအဲ့ဒါ။သူတို့ပါသူတို့ရမ်းဆွဲတာကျွန်တော်တို့ကကျွန်တော်တို့ပါကျွန်တော်တီးတန့်သွားတာ။နော်အဲ့မှာသွားတဲ့စစ်ကြောင်းကားရှိတယ်။နော်သွားတာကျွန်တော်တို့လည်းအိုင်းဒီယာတည်းရထဲပဲ။ဒါပေမဲ့ကျွန်တော်တို့နဲ့လည်းမဆိုင်ဘူး။သူကောင်တွေစစ်တပ်ကားမြင်ဆွဲတာပဲနေမှာပေါ့။အဲ့ဒါအရက်ဘက်က အဖိုးကြီးတယောက်တည်သွားတယ်။နောက်သူတို့ဘုံဆွဲလိုက်တာကျွန်တော်လည်းအဲ့ဒီပဲထွက်လာတာပဲ။ကျွန်တော်စကိုင်းရောက်တဲ့စကိုင်းကနေပြီးတော့ငလင်လောက်တာတွေပါကြည့်အဲဟိုဟာလေးအစော်ဦးလေးပြန်ပြီးတော့လုံနေရကြည့်တယ်ပြီးတော့ဟိုနေပြီးတော့မှကိစ္စတခုရှိသေးတယ်။အခုနေပြီးတော့ကလည်းကျွန်တော်ကချိုင်းတုံတာချီလေးကိုသွားမှာ။နောက်တာချီလေးကိုသွားမှာ။တာချီလေးကနေမှပြန်လာမှာပြင်းမိရောက်မှာ။နောက်အဲ့တော့ကျတော့အဲ့တော့ကျတော့ဘယ်သူမှ ်ဘာမှကျွန်တော်ဖမ်းမယ်ပါညာသာအဲ့ဒီအကောင့်တကောင့်လည်းတင်လာတယ်ကျွန်တော်နာမည်ကိုတက်မပြောချင်တာကျွန်တော်ဘာလို့မဖမ်းသေးတာလဲကျွန်တော်ကစကိုင်းမှာသွားတယ်လေဟောအမှုဖွင့်တာတရားစွဲတာလည်းမဟုတ်ဘူး66ကောက်ကြီးကအဲ့လိုဖမ်းလို့မရဘူးနော်ပါရရှောက်ပြောနေရမှန်းလည်းမသိဘူးအဲကျွန်တော်မဖမ်းလို့လေကျွန်တော်ဖမ်း မ်းဖမ်းလို့ရအောင်ကျွန်တော်ကလူတကောင်းအကောင် PDF ပါတို့အကောင်ကအလူငွေတွေလူကန်နေပါတယ်လို့တောင်းစားနေပါတယ်လို့ကျွန်တော်ပြောထားတာမဟုတ်ဘူးဗျ။เนาะကျွန်တော်ကျွန်တော်ကအဲ့လိုလေးပဲဆိုတာသူတို့ဆဲပါတယ်ဆိုပြီးတော့မှ ကျွန်တော်အဲ့ဒါ၆၆ကြောက်ကကြီးနဲ့တော်ပြီတရားဟိုဘာရဲစကမ်းမှာအဲသူတို့ဟိုဖြစ်တယ်ဗောဘာညာဆိုတော့လူဘိန်းကြိုက်ဗောဗျာအမှုသွားဖွင့်တာဗောအမှုသွားဖွင့်တော့ရဲစကမ်းကလည်း 叶子干嘞，木粉呐那边，俺们后面不丢粉不？俺粉都捡了包，俺木火盖我粉嘛，好了，今朝不要皮皮，后面都拿送钱的呀。俺木没粉皮，叶子干别都来烧嘛，对不？俺长的工叶子干是干木喽，白喽都别都来烧嘛。今朝都木多少粉呐？今朝都木粉皮包不包人家包嘛？俺都火了，谁家拿我做木粉皮来的？木我俺妈吧，那粉来做啊，包泥巴去不？都皮的啊，好皮。 အဘုံကအချက်လက်နဲ့ဟိုဆက်သွယ်ရေးဝန်ကြီးဌာနပေါ့နော်အဲ့ကိုတင်လိုက်တယ်ကျန်တော့ဆက်သွယ်ရေးဝန်ကြီးဌာနကလည်းသူကလည်းကြည့်မှာပေါ့ဟမ်ဆက်သွယ်ကြောက်ကကြီးအတူဆဲတာပြန်မာသူ့ဆဲလိုက်တာလေဇော်ဘုံရဟုတ်ဇော်ဘုံရဟုတ်တယ်သူကိုမန့်ဖက်လိုက်တယ်ကိုမန့်ဖက်လိုက်တော့မင်းကိုမမိုးခံရတရားစွဲနေပြီလို့ပြောတဲ့ချိန်မှာဇော်ဘုံရမမိုးခံဆိုတာဘယ်ရပါတယ်မလဲ အသူပြောသူ comment ဖတ်ပြီးပြောပါလေဟာအဲ့ဒါကလေးကလားပါဗျာအဲ့ကျွန်တော်လည်းဆဲနေရပါလေကျွန်တော်တို့လာဆဲလို့ကျွန်တော်ဆဲတာပဲအဲ့လူကြီးလည်းပြစ်ပါပေါ့ကျွန်တော်ဘာရှိလို့တော့ဆက်စကြောက်ကကြီး ਨੇ ကျွန်တော်တရားဆွဲမယ်ဆိုတော့ကျွန်တော်တရားဆွဲကျွန်တော်တရားဆွဲမယ်ဆိုတော့မိမအားလို့เนาะအဲ့သူပဲထောင်ချတော့မှသူဒီလိုမျိုးပဲထမင်းလို့ဟာဟိုဟာလှုပ်ပြီးတော့မှနေပူလန်းပြီးစပုတ်တွေထိုးရမယ်လို့ဘာလို့ပြောပြောတယ်လေနာမည်တက်ပြောတာမှမဟုတ်လားဟုတ်တယ်မလား ။နာမည်မတက်မပြောတာ။ဘလို့တရားဝင်မှာ။နော်။အာလေးပါလေ။တက်မတော်အတိုင်းဝိုင်းရကျွန်တော်ကြောင်းသိပြီသား။ဇော်ဘုန်းကြီးဒီတက်မတော်တက်မတော်အခုလက်ရှိဖြစ်နေတဲ့အချိန်ကာမျိုးမှာသူတက်နိုင်တဲ့ဘက်ကအုတ်တချက်သေးတဲ့ဘွင်းနဲ့သူလှုပ်ပေးနေတယ်ဖုံးပေးလိုက်ပါလေဖုံးပေးလိုက်ပါစော်ဘုံရန်သူတရင်တွေ ပီဒီအက်သတင်းတွေထောက်ဖို့သတင်းတွေသူဘလို့လုံနေတယ်နောက်တစ်ခုကမြေပြင်မှာဇော်ပေါ်ရင်ဘယ်ဒီသွားပြီးပါလိလုံတယ်ချက်လက်တွေအကုန်တွေ့မှာနော်အကုန်တွေ့မှာအကုန်တွေ့ရမှာအဲ့မှာမှာဩကျွန်တော်ဒီလိုလုံခဲ့တဲ့လူကကျွန်တော်ဒီလိုလုံလားဆိုကျွန်တော်ကပြန်ပြီးတော့မှအကူအညီတောင်းလို့ရရတယ်ကျွန်တော်တော့မစိုးရိမ်နဲ့ဘောင်မွေဘောင်မွေရတွေကနော်ဘောင်မွေအေးစေးပဲ ကြာလာဖာလာငါလာခွဲအောင်တရက်ရက်တော့တွေ့ရမှာပေါ့ကျွန်တော်လက်သေးဖော်ထားတယ်မိုးမရွာဘူးမိုးချိုးပြစ်ပလိုက်မှာဘုံလိုပြစ်ချလိုက်မှာသူ့လေကိုလေဆိုတာရှိရလေကိုလေကြရင်တာသူတို့လိုမျိုး66ကြောက်ကကြီးနဲ့အဲ့လိုဆွဲလို့ရတယ်ဆိုရင်ကျွန်တော်လည်းဆွဲမှာပေါ့ကျွန်တော်လည်းပြောတာပဲလေ MDY PDF တို့ MDY သတင်းပေးတို့ဟမ်ကျွန်တော်ကခွက်ခောက်ပါတယ်တို့ အလူခံပါတယ်လို့မစိုးစလောင်းနဲ့စစ်တရင်နေပေးပါတယ်ကျွန်တော်